မေးစိတ်မှာအချိုင်ကလေးနဲ့တစ်ချိန်ကငါရဲ့နော်ရန်နဲ့တူတဲ့ကောင်မလေးလူတိုင်းဟာသူတို့ရဲ့အဖိုးတန်တဲ့အရာတွေကိုတော့အမြဲတမ်းဆုံးရှုံးနေကြရတာပဲမဟုတ်လားဟာရူခီမူရာကာမီအဲ့ဒီညာကဝေဒနာတွေကို အနည်းပြွက်နဲ့ပြန်ပြီးဖြင်းညစ်စစ်ကြောကြည့်လိုက်တဲ့အခါတိုင်း ငါရဲ့မျက်ညံကြီးတစ်ခုလုံးဟာ အရေးဆုပ်ခံထားရတဲ့တံတဝါတကောင်လိုတကိုယ်လုံးရေပန်းတောင်းခတ်နေတာပဲ။ဂျာဟာကန်ဆိုးတဲ့ဇလံတစ်ခုပါ။2021ခုနှစ်မတ်လ6ရက်နေ့ရင်ချမ်းမြို့ရလျင်အကြီးအကျယ်မလှုပ်ခင်၄ရက်လို့အခန်း၁ ဆောက်ရဲအေးရဲ့ညပဲကွာငါလက်တွေတောင်ခဲနေပြီလို့ရာရာဆိုရဲကောင်ကပြောတယ်။နှင်းတွေနဲ့ဝေဝါမှုန်မိုင်းနေတဲ့တရုတ်ဆောင်အလေညတညဟာပကတ်ထဲမှာအိမ်မောကြနေတဲ့ကလေးငယ်တယောက်အတိုင်းတိတ်ဆိတ်ငြိမ်သက်လို့ကိုယ့်လက်ကိုအငွေ့တွေနဲ့နွေးနေအောင်မှုန်ရင်တဆက်ဆက်တုံနေတဲ့ကျွန်တော်တို့လေးယောက်ဟာအဲ့ဒီပကတ်အတွင်းထဲကိုခုံပေါက်ပြေးဆင်းလာတဲ့ကြောင်ပေါက်ဆလေးတွေအတိုင်းမြို့လေကငါးခံဘက်ကိုအတူတူရောက်ခဲ့ကြတယ် ချိန်ကည10:00နာရီကျော်တရုတ်ပြည်ရင်ချမ်းမြို့ရဲ့ညမြင်ကွင်းဟာလိုက်ကနှစ်ခုရဲ့ကြားကနေတိုးထွက်လာတဲ့အာရက်ကကြည်တဲ့တယောက်ရဲ့ခြေချင်းဝတ်တစ်ဖက်ကိုလှမ်းမြင်နေရတဲ့အတိုင်အကန့်အသတ်မဲ့ဆွဲဆောင်ဖန်ဆာနိုင်စွမ်းအပြည့်နဲ့ဒီမျိုးကိုစရရောက်ချင်းအစောပိုင်းနေ့ရက်တွေကတော့ကျွန်တော်ဟာရေတွင်းပြက်တစ်ခုရယ်ပြုတ်ကျနေတဲ့ကြောင်တကောင်လိုကုကေရမဲ့နေတဲ့ရက်တွေကြီးပါပဲ နေရထိုင်ရတာရောအစားအသောက်တွေရပါ ကိုယ်အတွက်စိတ်ကျေနပ်စရာကောင်းတာဘာတခုမှမရှိဘူးတစိမ့်တယံစာလို့ဖြစ်နေတဲ့ပတ်ဝန်းကျင်မှာဘယ်လိုအဆင်ပြေပြေနဲ့အသားကျအောင်နေရမလဲဆိုတာလည်းကျွန်တော်မသိဘူးတိုးချန်နဲ့ရောက်နေတဲ့လူစင်းတရားလိုမျိုးမျိုးရဲ့အတော်မတက်နိုင်တဲ့စူညံတဲ့တွေကကျွန်တော်ကိုနေရလက်မရှိအောင်ဝိုင်းရံထားတယ်။တယောက်နဲ့တယောက်နီးနီးကက်ကက်လေးရှိနေတာကိုတော့အော်ဟစ်ပြောဆိုနေတဲ့အဲ့ဒီတရုတ်စကားသံတွေကိုကြားနေရတာဟာ ချင်းတကောင်ကကိုနှစ်ရွက်ပြီးမှတစ်ချိန်လုံးကပ်ပြန်နေတဲ့အတိုင်းပဲ။တိုင်းမဲ့တလားလောက်ကြာပြီးတဲ့အခါတော့မျိုးရဲ့စီမျောမှုနဲ့အတူတူအပြင်ဘက်ကဖြတ်ပြီးဝင်လာတဲ့အတန်တွေနဲ့ကျွန်တော်အသားကျအောင်နေထက်လာတယ်။ဒီမှာမြင်နေရတဲ့အရာရာတိုင်းဟာကို့အတွက်စိတ်ကျေနပ်စရာကောင်းတဲ့အသက်ဆန်းတွေလိုဖြစ်လာတယ်။ညနေပိုင်းဆိုဟုန်ရှင်ဟိုတယ်ရဲ့ဘေးပတ်ပတ်လေးမှာဖွင့်ထားတဲ့ညစည်းတန်းဘက်ကိုဘီယာလာလာတောက်တဲ့တရုတ်မလေးတွေကို လိုက်ငေးနေတဲ့ရတာကိုလည်းကြိုက်လာတယ်။သူတို့ရဲ့ရင်သားအကြီးကြီးတွေကကိုယ့်ရဲ့ remote center တွေကိုတလိုက်လိုက်နဲ့တွေးတိုးဆန်းနေတဲ့အချိန်ပဲ။အဲ့ဒီမြင်ကွင်းဟာကိုယ့်အခန်းထဲရောက်တဲ့အထိအရေးတခုလို့ကပ်ပါလာတယ်။အဲ့ဒီနောက်တော့သူတို့နဲ့တူတူနေခြင်းနဲ့စိတ်ကကြိမ်ပန်းများစွာလို့ကျွန်တော်ရဲ့စိတ်ကိုအကြီးအကျယ်ဒုက္ခပေးလို့နေတော့တယ်။တိုင်မဲ့နာကျင်မှုတို့အထီးကျန်မှုတို့ဆိုတာပုံစံမျိုးစုံနဲ့ကိုယ့်စီကိုဝင်ရောက်လာတတ်တာပဲမဟုတ်လား ျွန်တော်ကလည်းတိတ်မကြခင်မှာအဲ့ဒီခန်းစားချက်တွေအကုန်လုံးလွတ်ကျပျောက်ဆုံးသွားရောနောက်ပိုင်းနည်းနည်းကြာလာတော့မြင်မြင်သမျှအရာရာတိုင်းဟာကိုမျက်စီထဲမှာဘာတစ်ခုမှရေးမပါတော့ဘူးနေရတာစိတ်ပြက်စရာကောင်းလာတယ်ကျွန်တော်ဟာတစားစီဖြစ်နေတဲ့အတိုင်းပဲဘဝဟာနေပြောစရာပါလားလို့ယုံကြည်စရာတွေလည်းဘာတစ်ခုမှမရှိတော့ဘူးညာဘက်တွေဆိုလည်းကောင်းကောင်းအိတ်လို့မရတော့ပဲအခမ်းရဲ့တိတ်ဆိတ်မှုကြောင့်ကျွန်တော်ဟာရေအောက်ထဲရောက်နေတဲ့လူတစ်ယောက်လိုမျိုးဖြစ်နေတယ် ညာဘက်တွေရဲ့အချိန်တွေဟာရက်တက်နေသလားလို့တောင်ထင်ရတယ်။အခန်းအပြင်ဘက်ကနေဖွဖွလေးဖြတ်လျှောက်သွားတဲ့ခြေတံတိတိလေးတွေတဖက်အိမ်ခေါင်မိုးတုတ်ပြားပေါ်သူတို့ရဲ့ခြေထောက်ထိတ်တွေနဲ့လာလာကုတ်ချစ်နေတဲ့ခိုးတံတွေပြေခန့်ကညနဲ့ရောက်မှရေထထချိုးတဲ့မိမတယောက်ရဲ့ရေပန်းကတပေါက်ပေါက်ကျနေတဲ့ရေတံတွေနဲ့တင်ကျွန်တော်ဟာစောင့်ပြီးအစွဲခံလိုက်ရလို့မကြခဏလန့်လန့်ပြီးနိုးနေတဲ့လူတယောက်လိုမျိုးခံစားနေရတော့တယ် ဟိုတယ်အခန်းထဲမှာတယောက်တည်းထလိုက်ထိုင်လိုက်။ဘာတွေလွှင့်နေမှမသိတဲ့တရုတ် channel line ကိုတစ်ခုပြီးတစ်ခုပြောင်းလိုက်။ TV ကိုပိတ်ပစ်လိုက်။ဟိုတယ်ပရင်မကိုဖွင့်ပြီးအပြင်ဘက်လမ်းမကိုငေးလိုက်နဲ့။ကျွန်တော်ရဲ့စိတ်တွေကမကြခင်ကမှအရိုက်ခံထားရတဲ့ကြောင်လေးတကောင်လို့အခန်းထောက်မှာခွေခေါက်တိတ်စိတ်လို့နေတယ်။နောက်ရက်တွေဆိုညဘက်ရောက်လာမှတော့ကျွန်တော်ဟာကြောက်လာတယ်။ကျွန်တော်တို့တော့အဲ့ဒီနေ့ရက်တွေဟာ ဒုတိယကမ္ဘာစစ်တွင်ကမြေအောက်ခံတစ်ခုရဲ့ရောက်နေတဲ့ဂျူးတရလိုမျိုးမျောလင်းချက်တွေအလုံးပျောက်ရှာသိမ်းဆုံးနေခဲ့ရတဲ့နေ့ရက်များပေါ့ကျွန်တော်ဘဝကဘလောက်ကြာကြာအတိတ်ပဲမဲ့နေခဲ့တယ်လဲမသိတော့အရှိကနေပဲတွေဟာတရက်ထက်တရက်ပို့ပို့ပြီးကျင်းတဲ့ကျင်းလာတယ်ကျွန်တော်ကဒုစက်နဲ့မြို့ကြီးမှာတကောင်ကျွတ်ဆန်နေတယ်လို့ပဲ မစီမဆိုင်နဲ့ငငယ်ရကြုံခဲ့ရတဲ့ရန်ကုန်မြို့ရဲ့လှိုင်းသားရတွေကညီကိုချင်းချင်းဖဲဝိုင်းမှစကားများပြီးဓာတ်နဲ့ထခုတ်ကြတဲ့အဖြစ်ပြက်ကြီးတစ်ခုကိုစိတ်ထဲမှာနစ်နေအောင်ဆွဲနေတယ်။ကျွန်တော်အဲ့ဒီဖဲဝိုင်းခေါ်သွားခဲ့တဲ့အဖေဟာအပြန်လမ်းမှာကော်နဲ့လှုပ်ထားတဲ့၆လုံးပြူရန်တနက်တစ်လက်ဝယ်ပေးခဲ့တာကိုပြန်ပြန်မြင်ရောင်းနေတယ်။ညဘက်တည်းဆိုအဲ့ဒီ၆လုံးပြူကိုကျွန်တော်ခေါင်းအောက်မှာအမြဲထားပြီးအိတ်တယ်။အဲ့ဒီကြောင့်နေတွေးရင် မိခနဲ့အိပ်ပျော်သွားတဲ့အချိန်ခဏလေးတွေထဲမှာလဲဘာဆက်ဆက်ပတ်သက်မှုမှမရှိတဲ့မိမတယောက်တည်းကိုအိမ်မက်တွေ၃လေးခါလောက်ဇက်တိုက်မက်တယ်ဒီလိုအိမ်မက်မျိုးကိုအရင်ကတခါမှမမက်ဘူးဘူးကျွန်တော်ရဲ့ညတွေဟာနွားနို့တွေမှောက်ထားတဲ့ကျန်းပင်ကြီးတစ်ခုလိုစီကက်ဆူထိုင်းနေတာပဲတဖြည်းဖြည်းနဲ့ကျွန်တော်ဟာဒီကဘာပေါ်မှာအထီးအကျန်ဆုံးလူသားတယောက်ဖြစ်မှန်းမသိဖြစ်လို့လာတယ် ကျွန်တော်စိတ်ဝိညာဉ်တစ်ခုလုံးဟာမိခင်ဘီဒေါက်တာဆင်ထားတဲ့အသားတုံးနဲ့အတိုင်းပဲဒါမှမဟုတ်ကျွမ်းကျင်ဆရာဝန်တယောက်ကခွဲစိတ်ခံလူနာတယောက်ရဲ့အရေးပြားစာတွေကိုလှက်ခွာပြီးစနစ်တကျလှန့်လောထားသလိုမျိုးပေါ့ကျွန်တော်အထီးချန်မှုတွေကိုငုတ်ကြည့်လိုက်တိုင်းအဲ့ဒီလိုပဲအတိုင်းသားမြင်နေရတယ်ဒီတိုင်းသားဆက်နေသွားရင်နည်းနည်းကြာတာနဲ့ငါယူသွားတော့မှာပဲဆိုရဲအသိနဲ့နောက်ရက်ကျတော့ကျွန်တော်တငယ်ချင်းတွေရှိတဲ့ဟိုရှင်ဟိုတယ်ဘက်ကိုပြောင်းသွားခဲ့တော့တယ် လူတိုင်းရဲ့ဘဝမှာကားငယ်ခွေးပြန်ခွေးလို့မရတဲ့နောက်ကြောင်ပြန်လှည့်လို့မရတဲ့အမှတ်နေရာတွေဆိုတာရှိလိမ့်မယ်အဲ့ဒီနေရာကိုရောက်ရင်ကျွန်တော်တို့ဘာဆက်လုပ်ကြသလဲလက်ရှိအခြေအနေကိုလက်ခံပြီးဒီလိုပဲဆက်ရှင်တန်နေကြရတာလားဒါမှမဟုတ်ကျွန်တော်မှအရင်ကရှိခဲ့တဲ့မျောလင်းချက်တွေအားလုံးကိုလွှတ်ချပစ်လိုက်တော့တယ် ဲ့လိုလွှတ်ချလိုက်မှပဲတကယ်လွတ်လပ်ခြင်းအစ်စ်ကိုရသွားတဲ့လူတယောက်လိုမျိုး ကျွန်တော်ဟာကြည်လင်အေးချမ်းသွားပါတော့တယ်ကျွန်တော်ကောင်နေရှိတဲ့ဟိုတယ်ကမြန်မာပြည်သားတွေကြည့်ပဲစုပြီးနေကြတော့အမြဲတမ်းလိုလိုစုညံပွက်လောရိုက်နေတယ်ညဘက်တွေဆိုပို့ဆိုးတယ်အော်ကြီးဟစ်ကျဲတွေရီလိုက်မောလိုက်တယောက်ခံတယောက်ဝင်လိုက်ထွက်လိုက်နေဒီကောင်လေးကနေဘက်မှာကြောက်စင်အယောင်းဝယ်လောက်ကြပြီညဘက်တွေဆိုအခန်းတစ်ခန်းထဲမှာလူစုပြီး ဖဲရိုက်ခြင်းရိုက်ဒါမှမဟုတ်ရင်ချမ်းမြို့အစွန်ဘက်တွေမှာဖွင့်ထားတဲ့ရိုးရအနှိတ်ခမ်းတွေကိုညလုံးပေါက်သွားခြင်းသွားတတ်ကြတဲ့ကောင်လေး club တက်လိုက်ဘားထိုင်လိုက်နဲ့ဘဝကိုငှက်တကောင်ရဲ့အတောင်ပံတွေလိုဖြန့်ပြီးလွတ်လပ်ခြင်းတိုင်းလွတ်လပ်လို့နေကြရဲ့သူတို့နဲ့အတူတူလိုက်ပြီးအဲ့လိုနေရာတွေရောက်သွားတော့မှပဲကျွန်တော်ရဲ့စိတ်တွေဟာကြိုးတန်းပေါ်ကနေအခုမှပြန်ပြီးရုပ်လာတဲ့အဝိဇ္ဇာတွေလိုပေါ်ပါလန်းဆန်းသွားတော့တယ် အခန်းနှစ်တပြေးပြေးနဲ့ကျွန်တော်တို့လေးယောက်ရှောက်လာခဲ့ကြတာဟာ မြို့ဆောင်ကငါးခန့်ဘက်ကိုရောက်လာခဲ့တယ်။အုပ်လေကားတဲ့တစ်တစ်လေးတွေကိုကြော်လွန်သွားတော့အပေါ်မှာအလှမွေးငါးတွေအများကြီးထည့်ထားတဲ့ပေ20လောက်ပပက်လေအကျယ်ရှိတဲ့ကန်လေးတစ်ခုလဲမာစိုက်ထားတဲ့ရေပန်းရဲ့ထိပ်မှာတော့လှလှပပထိုင်နေတဲ့ရေသူမရုပ်ထုလေးတစ်ခုနဲ့ဘေးတစ်လျှောက်မှာတော့စတီးလက်ရန်တွေက လူလျှောက်လန်းလေးခြားပြီးကထားတယ် တရုတ်ရှာတိတ်ကလေး၄၅၆ယောက်ဟာကက်ဆက်ဖွင့်ပြီးအကလိကျင်နေတာမြင်ရတယ်။ကျွန်တော်တို့ဟာစတေးလက်ရန်တွေကိုမှီပြီးတရုတ်ကလေးတွေကနေတာကိုငေးကြည့်နေရင်နည်းနည်းကြာလာတော့သွားကြဆို့လို့ပြောပြီးကျွန်တော်ကခေါင်းဆက်ပြလိုက်တယ်။နားခံရဲ့တဖက်ထွက်ပေါက်ကနေတယောက်နဲ့တယောက်ရှေ့နောက်ဆင့်ပြီးဆင်းလာခဲ့ကြရင်နဲ့လေကတဲ့တွေကိုကြော်လွန်ပြီးအစင်လန်အတိုင်းပဲတက်တက်ဆက်လျှောက်လာတော့ ယူကလစ်ပင်နေစစ်စီ စိုက်ထားတဲ့ဘီလီယက်ခုံတွေအရှိတ်ဘက်ကိုရောက်လာခဲ့တယ်။တယောက်နဲ့တယောက်ဆဆနောင်နောင်နဲ့တတဲဆက်လျှောက်လာကြရင်မျိုးလေကမှဖွင့်ထားတဲ့ကလပ်တစ်ခုနားရောက်တော့ဖိုးစီကကျွန်တော်တို့ဘက်လှည့်ပြီးဝင်ကြမလားဆိုတဲ့အကြည့်နဲ့မေးဆက်ပြတယ်။တခြားလူတွေအဖြေကိုမဆောင်မဲ5 5ဆိုတဲ့ခေါင်းကပြေးဆင်းသွားတယ်။ရင်ချမ်းမျိုးရဲ့ကလပ်ဟာမြင်းညီတက်မှာအထယ်ဆိုင်အကြီးကြီးဖွင့်ထားတဲ့နဘေးကနေအောက်ကိုတက်တက်ဆင်းသွားရတဲ့ မြေအကလပ်မျိုးစားပဲအထဲဆိုင်ရှိမှာသပင်တူနဲ့မိမတယောက်ဟာမတက်ရက်ပြီးစီဂရက်တောက်နေရင်းနဲ့လမ်းမဘက်ကိုငေးနေတာမြင်လာရတယ်။သူ့အနာကအနီရောင်ပလိတ်ပြားပေါ်မှာရွှေရောင်စလုံးနဲ့ရေးထားတဲ့နီယွန်ဆိုင်ပုတ်လေးဘေးကနေဖြတ်ဆင်းလာခဲ့ပြီးညာဘက်ကိုတထောင်စစ်ချိုးချိုးလိုက်တာနဲ့ကလပ်အတွင်ပိုင်းကိုဝင်ရမဲ့တကားပေါက်တက်တက်အဲ့ဒီတကားပေါက်ကိုကြော်လွန်ပြီးနောက်တစ်စစ်ချိုးတာနဲ့ မှန်အလုံကထားတဲ့နောက်ထပ်တကားတစ်ချက်ကိုတွေ့လိုက်ရတယ်။ကိုလုံးကိုတဲ့ခတ်တောင့်တောင့်နဲ့တရုတ်လုံခြုံရေးတယောက်ကတကားကိုဆွဲဖွင့်လိုက်တာနဲ့အထဲကတဒုံဒုံဆူညံနေတဲ့အသံတွေဟာဝုန်းကနေထွက်လာပြီးမျက်နှာကိုလာဟက်သလိုရှင်ဘက်ထဲမှာလည်းလှိုက်ကနေစောင့်တက်သွားရောအထဲမှာပြင့်ညက်ကြက်တက်ပြီးတချင်းတန်နဲ့လုံထွေးနေကြတဲ့လူတွေအများကြီးကိုတွေ့လိုက်ရတော့ကျွန်တော်စိတ်တွေလည်းငကိုထက်အများကြီးပိုပြီးပျော်ရွှင်လန်းဆန်းသွားတယ် ိုင်မဲ့နောက်တင်တနအီလောက်မှဖြစ်ပျက်လာမယ်သွေးပြက်ထိတ်လန့်စရာကောင်းတဲ့ဖြစ်ပျက်ဆိုးကြီးတစ်ခုဟာအထဲမှာစောင့်ကြနေလိမ့်မယ်လို့ကျွန်တော်ပဲသိခဲ့မလဲအတွင်းရောက်သွားပြီးမျက်လုံးကိုကစားကြည့်လိုက်ရင်ထိုင်စရာနေရာရှာလိုက်တော့သုံးလေးဝိုင်းလောက်လွတ်နေသေးတာတွေ့ရနဲ့ဆိုဖာကုန်းနေဘက်ကမတော်ပဲလေမှာချထားတဲ့ခုံရှိတွေနဲ့စပွဲဝိုင်းမှာပဲအလုံးဝင်ထိုင်လိုက်ကြတယ် ကျွန်တော်တို့ထိုင်နေတဲ့နေရာနဲ့ DJ ခုံရဲ့ကြားမှာတရုတ်ဆောင်တွေတဲ့အများကြီးလုံထွေခုံပေါက်လို့ဖူးစီယာဝေတာတရားကိုလက်ပြလိုက်ပြီးတရုတ်ငွေယွမ်းတရားတဲ့နှစ်ရွက်ကိုဝိုင်းထိုင်ကြီးအနေနဲ့ထုတ်ပေးလိုက်တော့တရုတ်ဝေတာလေးဟာပဆန့်ကိုင်းပြီးပြန်ထွက်သွားတယ်တိတ်မကြခင်မှာပဲတရုတ်ဘီယာရှစ်ဘူးရဲ့တစ်တီတွေထည့်ထားတဲ့ပကံတစ်ချက်ကိုလင်ပန်းနဲ့ထည့်ပြီးဝိုင်းမာလာချပြီးတော့ဖူးစီယာဝေတာကိုလက်ဆွဲပြီး နာနာကိုကတ်ရင်တခုခုပြောနေတာမြင်လိုက်ရတော့အဲ့ဒီဝိတ်တာလေးထွက်သွားတာနဲ့ဘာမှလိုက်တာလဲလို့ကျွန်တော်ကအော်မေးလိုက်တယ်ကလပ်ထဲကဘောက်စတန်နေစူညံပွက်လောရိုက်နေတာနဲ့သူမကြားလိုက်ဘူးခါကိုင်းပြီးမျက်နှာကိုစပွဲလက်ထိတိုးလာရင်မင်းဘာမှလိုက်တာလဲလို့နောက်တစ်ခါထပ်အော်လိုက်တော့မှ ကောင်မလေးတွေဆိုပြီးမျက်စိတစ်ဖက်မှိတ်ပြတယ် ကျွန်တော်ခေါင်းဆက်ပြလိုက်ရင်စစ်ကရက်တလေးကိုမင်းညှိပြီးကိုရှိရောက်လာတဲ့ဘီယာဘူးကိုဖောက်လိုက်တယ်။ကျွန်တော်ကဒီကောင်နေနဲ့တခြားနေရာတွေသာအတူတူရှောက်သွားနေတာများသောအားဖြင့်ကလပ်တွေပဲသိမ့်မရောက်ဖြစ်ဘူး။ဒါကြောင့်အရာရာဟာကျွန်တော်တို့ထူးဆန်းတဲ့မြင်ကွင်းတစ်ခုလိုဖြစ်နေ။တရုတ်ပြည်ကလပ်တွေဟာကြောက်စရာကောင်းတဲ့ရန်ပွဲတွေနဲ့ပြည့်နှက်နေတယ်ဆိုတဲ့အသံနဲ့တင်ကျွန်တော်အတက်နိုင်ဆုံးဒီလိုနေရာတွေကိုရှောက်နေခဲ့တာ။တခြားဘော်ဒါတွေခေါ်ရင်လည်းဘယ်တော့မှမလိုက်ဘူး။ လက်တွေ့မြင်နေရတဲ့အခြေအနေအရလဲကလပ်ထဲမှာတရုတ်လူမျိုးစစ်စစ်တွေထက် ရှန်ကတူးလူမျိုးတွေကပိုပြီးများနေတယ်။ဒီကောင်နေကြအောင်ကျွန်တော်ကောင်းကောင်းကြားဘူးနေတာ哦။ဒါကြောင့်လဲကလပ်ထဲကရန်ပွဲတွေဆိုတာကိုကျွန်တော်နားလည်သွားတယ်။ကြားရတာဒူးဆန်ကောင်ထူးဆန်းနေလိမ့်မယ်။ဒါမှကျွန်တော်ပြောတာအမှန်ပါပဲ။သူတို့ဟာနိုင်ငံခြားစက်ကားတွေတဲ့ကရုရှားမာဖီးယားဂိုင်းစတာတွေအတိုင်းပဲ ီကောင်တွေကရင်ချမ်းမြို့အနီးနားကတရုတ်ရွာတွေမှာနေကြပြီးညဘက်တွေဆိုမြို့ပေါ်တက်လာပြီးလာလာတောင်းချမ်းကြတဲ့ဂန်စတာဆန်ဆန်တရားမဝင် လူမိုက်ရှန်ကတူးတတိုက်ပေါ့ညဘက်မှာဒီကောင်တွေဖြစ်တဲ့ရန်ပွဲတွေဆိုရင်တရုတ်ရဲတွေကတော့လက်ရှောင်းကြတယ်ရန်ပွဲထဲမှာမဲမဲမြင့်သမျှလူတွေအကုန်လုံးကိုဓာတ်နဲ့ပတ်ရန်တဲ့ကောင်တွေတကယ်ခုတ်ရဲတက်ရဲတဲ့ကောင်တွေသူတို့ရဲ့ယမဟာဆိုင်ကယ်တွေထဲမှာလက်နက်တွေအမြဲထဲဆောင်ထားတတ်တယ် ိုတိုင်လက်လုတ်ဒူးလေးအသေးစားလေးတွေကိုလည်းဆိုင်ကဲကိုတဲ့အတွင်ဘက်တွေမှာကက်ချီထားကြသေးတယ်။မနဲ့လင်းလို့ရင်ချမ်းမြို့ရဲ့လမ်းတွေပေါ်မှာဓာတ်နဲ့အခုတ်ခံရပြီးလဲကြာနေတဲ့သူတွေဒူးလေးနဲ့ပြစ်သက်ခံရပြီးတည်နေတဲ့သူတွေမြင်လာရရင်ဒါကဘယ်သူတွေလက်ချက်လဲဆိုတာတိတ်အဝေးကြီးလိုက်တွေးကြည့်နေစရာမလိုပါဘူး။ဒီမျိုးကတရုတ်ရဲတွေအတွက်တော့ဒီကောင်တွေကတကယ်ကိုခေါင်းဆားရတဲ့ shock အကြီးစားတွေပေါ့သူတို့တဲ့ရင်ဟာရင်ချမ်းမျိုးမှာတိတ်ကြီးတယ် တခြားတကူတော့တရုတ်လူမိုက်ဆိုရဲကောင်းနေလဲသူတို့ရဲ့နယ်ပယ်မှာဘလောက်ပဲဂီးတွေဆရာကြီးတွေဖြစ်နေဖြစ်နေဒီကောင်တွေတော့အတန်းနိုင်ဆုံးလက်ဆောင်ပြီးနေကြတယ်အဲ့လိုနဲ့ပဲဒီကောင်တွေရဲ့အာဏာအရှိန်ဝါဟာရင်ချမ်းမြို့မှာတစားတက်တစားပူပူပြီးကြီးထွားကျယ်ပြန့်လာတယ်ဒါပေမဲ့ဒီမြို့မှာလူမိုက်ချင်းချင်းလေးစားတဲ့အနေနဲ့ဒီကောင်တွေပြန်ပြီးမထီရဲတဲ့သူဆိုလို့တယောက်ပဲရှိတယ်ကြားရတာအဲ့ဩစရာကောင်းချင်းကောင်းနေလိမ့်မယ်အဲ့ဒါတော့ တချိန်ကရွှေကျူဝန်ဝမ်ချိုင်းတို့နဲ့ခစ်ပြိုင်မြမလက်ဝေလောကမှာတခစ်ဆန်ခဲ့တဲ့ထိန်ချုံမြကြည်နာဆိုတဲ့သူပါပဲထိန်ချုံဟာမြမပြည်သားလက်ဝေသမားတယောက်ဒါပေမဲ့အနားယူလိုက်တာကြားပြီးတင်နေကျွန်တော်လည်းလက်ဝေဝဲရင်းနဲ့ဝေးသွားပြီးရနောက်ပိုင်းသိမ့်မသိတော့သူရင်ချမ်းမြို့ရောက်နေရဘယ်ချိန်လောက်ကဆိုတာလဲကျွန်တော်မသိပါဘူးကြားရတဲ့တဲ့တင်အရဆိုရင်တော့ထိန်ချုံဟာဒီမြို့ကဂန်စတာတွေကြားမှာလဲပါဝါတော်တော်ကြီးတယ် သူကိုယ်တိုင်ကလည်းဒီမျိုးကလူမိုက်ဖွဲ့စည်းတဲ့အကောင်လုံးနဲ့အလွမ်းသိအောင်နေတယ်။သူအကူညီတခုခုလိုလိုသူကိုယ်တိုင်ဝင်ပါလို့မရတဲ့အလုပ်တွေမှာအဲ့ဒီလူမိုက်တွေကိုလှမ်းခေါ်ပြီးဖြည့်ရှင်းခိုင်းတာမျိုးတွေရှိတယ်ဆိုတာပဲ။အဲ့လိုချိန်မျိုးမှာဒီကောင်တွေကလည်းရောက်ရာရက်ကနေအပြေးလာပြီးလိုလိုလာလာနဲ့ကိုကူညီပေးတတ်ကြတယ်။လူမိုက်တွေချင်းချင်းကြားမှာအပြန်လန်ထားရှိတဲ့တစ္ဆာတရားဟာဘယ်လောက်ထိခိုင်မာအားကောင်းသလဲဆိုတာတော့ကျွန်တော်လည်းမသိပါဘူး။ တခါတမြမပြည်သားရခိုင်နေအောင်ပြဿနာထားဖြစ်ကြတဲ့ဇလံတစ်ခုရှိခဲ့ဘူးတဲ့ထုံစံတိုင်းတယောက်ကတယောက်ကိုကြောက်စိမ့်လိန်ရောင်းလိုက်ရကနေစခဲ့ကြတဲ့ပြဿနာပေါ့သူဝယ်လိုက်တဲ့ကြောက်ဟာအတုမှန်တိသွားတဲ့ရခိုင်တယောက်ဟာသူ့ကိုလိန်ရောင်းထားတဲ့ရခိုင်စီသွားပြီမင်းကြောက်ကတူဤဖြစ်နေငါပတ်စံပြန်ပေးပါလို့တောင်းတော့ရောင်းလိုက်တဲ့ရခိုင်ကကြောက်ရောပတ်စံပါဘာတခုမှပြန်မပေးတော့မင်းဝယ်တော့ဘာလို့တိချာကြည့်မဝယ်တလဲတဲ့ တယောက်နဲ့တယောက်စကားလေးကြီးကျယ်များပြီးဒုဆွဲထားဆွဲတွေဖြစ်ကုန်တယ်။အဲ့ဒီမနက်ခင်းဟာရှင်ဖူးအဆယ်လို့ခေါ်တဲ့ကြောက်စင်းရက်ွက်ကြီးတစ်ခုလုံးကလူတွေဟာသူတို့နှစ်ယောက်ရဲ့ရံပွဲကိုအုံခဲပြီးကြည်နေကြတာပေါ့။နောက်ဆုံးအလိန်ခံလိုက်ရတဲ့ရခိုင်ကအဲ့ဒီပြဿနာကိုထိန်ချုံးစီသွားတိုင်တယ်။ပြောရရင်ထိန်ချုံးကအဲ့ဒီရက်ွက်ကိုအုပ်ချုပ်တဲ့ယာကူဇာတယောက်လိုဖြစ်နေတော့ဒီလိုပြဿနာမျိုးဆိုတရုတ်ရဲတွေထိမရောက်ပဲထိန်ချုံးနဲ့ရင်ပြီးသွားတဲ့ဇလန်းတွေကလည်းအများကြီးကို လာတိုင်နဲ့ရခိုင်ကိုထိန်ချုံကခနာဆောင်ဆိုတဲ့ပြီးရှန်ကဒူဖွဲ့ရကောင်တွေကိုလှမ်းခေါ်လိုက်တယ်။ဒီလိုလူသိရှင်ကြားဖြစ်နေပြီးတဲ့အသေးဖွဲလေးတွေမှာသူဝင်ပါရင် တရုတ်ရဲတွေနဲ့မထင်မှတ်ပဲဇက်လန်းရှုံနိုင်တာကို तू ကကောင်းကောင်းသိပြီးသား။ရှန်ကဒူဖွဲ့တွေရောက်လာတော့လာတိုင်နဲ့ရခိုင်ကိုလက်ညှိုးထိုးပြပြီးမင်းတို့သူနဲ့လိုက်သွားကွာတဲ့။ကိုဘက်ကရခိုင်ကလွတ်လိုက်တယ်လို့ပြော။ပြီးရင်အဲ့ဒီရခိုင်ဆရာပစံကိုရောက်အောင်ပြန်တောင်းပေးလိုက်ပေါ့။ ရှန်ကတူးတွေကလာတိုင်းနဲ့ရခိုင်နဲ့တူတူလိုက်သွားကြတယ်။ကိုရောက်တော့လိန်ယောင်လိုက်တဲ့ရခိုင်ကပဆက်ပြတ်မပေးတဲ့အပြင်ရှန်ကတူးအဖွဲ့ကလူမိုက်တွေကိုပြန်ခန့်ဆော်တယ်။ဒါပေမဲ့အများနဲ့တယောက်ဆိုတော့ပွဲဟာဘလို့မှမမျှပဲကွဲပြဲနေအောင်ရိုက်ခံလိုက်ရတော့တယ်။ရှန်ကတူးတွေကလည်းအဲ့လောက်ရယုံနဲ့အားမရသေးဘူး။တတိလစ်နေတဲ့အဲ့ဒီရခိုင်ရဲ့ခြေထောက်ကိုကျိုးနေတော့ဆန်ကေရဲ့အနောက်မှာချီတရွတ်တိုက်ဆွဲပြီးရင်ချမ်းတစ်မြို့လုံးကိုပတ်မောင်းတယ်။ နေခင်ချောင်းတောင်ကြီးကိုရှေ့ကကြိုးချီပြီးဥဆောင်မောင်းနေတဲ့ဆိုင်ကယ်နောက်ကနေနောက်ထပ်ဆိုင်ကယ်ဆယ်စီးလောက်ကဟိုးနေအရှိကြီးတီးပြီးပွဲခံကြတယ်အဲ့ဒါကိုတရုတ်ရဲတွေကမြင်လို့ရဲစခန်းထဲကနေကားတွေထုတ်ပြီးလိုက်တော့မှအဲ့ဒီရခိုင်ကိုကျိုးဖြတ်ချပြီးတယောက်တလန်းစီဝင်ပြေးရင်ခြေရာဖြောက်သွားကြတော့တယ်။ထိန်ချုံကကျွန်တော်ပြောင်းလာတဲ့ဟိုတယ်ရဲ့အရှိတ်ဘက်တလန်းမှာနေတယ် ော်တယ်ကနေလမ်းဆင်းလျှောက်သွားရင်ခိုက်တရာလောက်ပဲဝေးမက်နေရပေါ့မနေ့အိယာထတိုင်းကျွန်တော်မနေ့စာသွားသွားစားနေကြနေရဟာထိန်ချုံအခန်းရဲ့ဘေးကရက်ကဆိုင်ဒါကြောင့်နေ့တိုင်းဖြစ်သွားဖြစ်လာလို့ရင်ခရာဒီလိကျင့်နေတဲ့သူ့ကိုအမြဲလိုလိုမြင်နေရတယ်တကားနဲ့ရမှာလက်ဝဲအိတ်ကြီးချိတ်ထားပြီးလှန်လှန်ကန်နေတဲ့တပုတ်ပုတ်မြည်နေတဲ့အတန်ဟာအဲ့ဒီနာမရောက်ခင်တည်းကကိုကြားနေရပြီအစတော့အမှုမဲ့အမှတ်မဲ့ပါပဲသူ့ကိုဘယ်သူမှန်းကျွန်တော်မမှတ်မိတယ်လို့စိတ်လည်းမဝင်စားမိဘူး တရက်ကျွန်တော်နေတဲ့ဟိုရှင်ဟိုတယ်မှာသူဖဲလာရိုက်တော့ဘော်ဒါတွေကမိတ်ဆက်ပေးလိုက်မှ တချိန်ကလက်ဝိတ်လောကရဲ့နာမည်ကြီးမင်းသားထိန်ချုံဆိုတာသိပြီးသူ့ကိုခင်မင်ရင်းနှီးသွားတယ်။နောက်ရက်တွေလည်းနေ့တိုင်းလို့လို့သူဖဲပြန်လာရိုက်တယ်။တရက်မှာကျွန်တော်ပဲလှည့်ပြီးဒါနဲ့နေပါအောင်မင်းကဘယ်မျိုးကနေဒီလိုရောက်လာတာလဲတဲ့။ကျွန်တော်ကမြစ်ကြီးနားလို့ဖြေလိုက်တော့ဟာငါမြို့သားပဲလို့ပြောပြီးသူရည်နေတယ်။ပြီးတော့မင်းဝင်မစော့ဘူးလားတဲ့။ကျွန်တော်ကခေါင်းရမ်းပြလိုက်တော့သူဘာမှဆက်မပြောတော့ဘူး။ ညနဲ့လာတော့ရွံတရာတန်၅ရွက်လာကျွန်တော်ရှေ့ပစ်ချပြီယော့ငါနေရခဏဆက်ကစားတာငါပြန်လာခဲ့မယ်တဲ့သူထပြန်သွားတယ်အဲ့ဒီညဘဲဝိုင်သူပြန်ရောက်မလာတော့ဘူးကျွန်တော်ကလည်းသူပေးထားခဲ့တဲ့ပတ်စံတွေအကုန်လုံးအဲ့ဒီဝိုင်မှာတကြက်မှမကြံအောင်ရှုံးသွားတော့တယ်နောက်၃နှစ်လောက်နေတော့ထိတ်ချုံကိုတရုတ်ရဲတွေကပြစ်မှုတစ်ခုနဲ့ဖမ်းမိပြီးထောင်ချတယ် ထောင်ဝနေလွတ်လာတော့ယင်ချဲမြို့မှာဆက်မထားတော့ပဲပြီးနှင်တန်ပေးလိုက်တယ်လို့ကျွန်တော်ပြန်ကြားခဲ့ရတယ်